အားလုံးပဲမင်္ဂလာပါရှင်။ A Foodie Blog ကနေကြိုဆိုပါရရှင်။ဒီခုကြော်ပြပေးမယ်အကျော်လေးရပါတော့။ဒါအမေကခုရာသီမှာပေါ့နော်။ပေါ်ချိန်ဖြစ်တဲ့လက်ပံပွန့်ချောက်လေးကိုတဲရဝတ်ဆန်လေးကိုကျွတ်ကျွတ်လေးကြော်ပြပေးမယ်ဘလော့လေးဖြစ်ပါရရှင်။အစောကလက်ပံပွန့်ကိုပေါ့နော်။မေကဒါရေစိမ့်ထားရယ်။စိမ့်ထားရဲ့အချိန်မှာအခုလိုမျိုးလေးဤနေချိန်မှာတော့မေကပေါ့နော်။ဒီလေးကိုနေ့ရီ၃ရီလောက်တော့ရေစိမ့်ပြလိုက်ပါရရှင်။ ေရခုလိုမျိုးနှစ်ရသုံးရရေးစီးပြီးသွားပြီဆိုရင်တော့မေရဒီလက်ပံပွန်ခောက်လေးကိုပေါ့နော်ဒီဝတ်ဆန်လေးတွေနဲ့ဒီကောင်းအဖက်ကလေးကိုတည်တဲ့မြန်မာပြည်မှာဖြစ်ပါရဲ့မေရတော့ဒီလက်ပံပွန်ခောက်ကိုပေါ့နော်အဲရေးလဲစိန်တယ်ရေးလဲစီးတယ်ပေါ့နော် ပြီးတော့နောက်တော့ပြုတ်တယ်ပေါ့နော်တေချာပြုတ်ပြီးမှမေရပေါ့နော်ကြော်ပါမယ်ဖြစ်တချို့ကြလည်းဒီလိုမျိုးပေါ့နော်ဒီအချောက်ကလေးကိုရေးစီးပြီးတော့ဒီအချောက်အတိုင်းပဲကြော်လို့လည်းတည်ရဲပေါ့နော်မေရတော့ပြုတ်ပြီးမှတော့ကြော်လိုက်မယ်ပေါ့နော်ဒါတော့အခုဝတ်ဆန်လေးနဲ့ဒီအပွင့်ဘက်ကလေးကိုတေချာပေါ့နော်မေရ ရေးဆေးထားတဲ့အချိန်မှာတိချာခွာဝခွာလိုက်ပါမယ်ရှင်ပြီးတော့ဒီခွာလိုက်ပြီးတော့မေယာဒါခွာထားတဲ့ဝတ်ဆံလေးတွေကိုပေါ့နော်မေယာကူတာဒန်ဦးနဲ့ပေါ့နော်ရေနဲ့အဲပြုတ်လိုက်ပါမယ်ရှင်ပြုတ်တာတော့မေယာဒီဝတ်ဆံလေးတွေအိဖက်နေအောင်ထိကိုမေယာပြုတ်လိုက်ပါမယ်ရှင်ဒါကကူပြုတ်ထားတဲ့ဒီဝတ်ဆံလေးတွေကိုမေယာစကားလေးနဲ့တိချာစွာဆစ်လိုက်မယ်ပေါ့နော်ဆစ်ပြီးသွားပြီဆိုတော့အေးခံထားပြီဆိုရင်မေယာဒါအကျော်မုံပေါ့နော်အကျော်မုံကတော့ကိုကျိနေတဲ့အကျော်မုံကိုသုံးလို့ရပါရှင်မေယာတော့ဒါမိမရှိတဲ့အကျော်မုံလေးကိုအနေငယ်ထည့်ရပြီးတော့ချက်သားမုံလေးထည့် တယ်ပေါ့နော်ချက်သားမုံလည်းကိုကြိုက်ရင်တော့ထည့်လို့ရဆုံးမကြိုက်လည်းမထည့်ပါနဲ့ရှင်ချက်သားမုံထည့်ပြီးသွားရင်ဆိုတော့မေကစားလေးအနေငယ်ထည့်မယ်ပေါ့နော်စားလေးအနေငယ်ထည့်ပြီးသွားရင်ဆိုတော့အခုလိုမေရတမအောင်မှုလိုက်ပါမယ်ရှင်တမအောင်မှုပြီးသွားရင်ဆိုတော့မေရပေါ့နော်စီပူပူလေးကိုအရင်ဆုံးပေါ့နော်ညတော်တဲ့ရွက်ကလေးအရင်ဆုံးကြော်ရမယ်ရှင်ညတော်တဲ့ရွက်ကလေးဘာလို့အရင်ဆုံးကြော်အောင်ဆိုတော့ဒီစီရဲမှာပြင်းတော့တင်ကြောထားတဲ့အမွှေးနံလေးကိုမြရဒီလက်ပံချောင်းမှာပေါ့နော်လက်ပံပုတ်ဆံမှာမှုရအောင်လို့အတွက်ကြောင့်ပြင်းတော့တင်လေးကိုအရင်ဆုံးကြောလိုက်မှဖြစ်ပါရဲ့ရှင် ဆော့ဆော့ကပြင်းတော်တိန်ဖော်ထားတဲ့ CDA ကိုပေါ့နော်မေဦးကအမုတ်နေသမအောင် မှုထားတဲ့လက်ပံပွင့်လေးကိုစီပူဝဲမှာထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်။လက်ပံပွင့်လေးကိုပေါ့နော်အခုလိုမျိုးတစ်ဖက်ကျုတ်ခံချက်မှာဒီလိုမျိုးလေးတွေမှုပြရမယ်ဖြစ်ပါရဲ့ရှင်။အဆက်ဆာချင်းမှာပေါ့နော်မှုလိုက်ပြီဆိုရင်ဒီလက်ပံပွင့်ချောက်ကလေးရဲ့ခြေကုန်နဲ့ပေါ့နော်ခုလိုခုလိုက်ကြည့်မဖြစ်တော့ဘူး။တစ်ဖက်ကျုတ်ပြီးမှမီအေးအေးလေးနဲ့ပေါ့နော်လှိမ့်ပြီးကျော်ပြီးမှနောက်တစ်ဖက်ကိုလှန်လိုက်တဲ့ဆိုရင်တော့အခုလိုမျိုးအချက်လေးညီမဲ့အခုလိုက်ကလေးလေးရပြီးတော့ကျွတ်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 ကလေးလေးနေလို့ ခင်ပြင်မယ်ပေါ့နော်။ကန်ခုမေရတော့ဒါတပြန်ကြော်ပြီးသွားပြီပေါ့နော်။နောက်တပြန်ဆက်ပြီးတော့ကြော်လိုက်ပါမယ်ရှင်။အခုလိုနောက်တပြန်ကြော်ရဲလဲထိုနီးလကောင်းမယ်ပေါ့နော်။အဲရှိမှပြောပြထိုင်နီးတိုင်းလေးကြော်လိုက်တဲ့အချိန်မှာအခုလိုမျိုးအခုလိုက်လေးဖြစ်တဲ့ကျွတ်ကျွတ်လေးလေးဖြစ်တဲ့အချိန်မှာမေရကစားလို့ သင်တို့အနေထားတစ်ခုတော့ရောက်နေပြီပေါ့နော်။မင်းကတော့လက်ပံပွန်းကြောက်ကိုပေါ့နော်။တပြီခွဲကြော်ထားတယ်ပေါ့နော်။ဒီလက်ပံပွန်းကြောက်တပြီခွဲဆိုရင်စီကတော့အနည်းဆုံးပေါ့နော်။50သားလောက်တော့ကုန်နေရှင်။အဲဆော့ဆော့ကကျွတ်နေအောင်ကြော်ထားတယ်လက်ပံပွန်းကြောက်ကလေးရဲ့။ပြင်းတော့သိကျွတ်ကျွတ်ကလေးရဲ့ပေါ့နော်။ပြီးတော့ငြူသီးချမ်းမုန်လေးရဲ့ပေါ့နော်။မင်းရဲ့ငြူသီးချမ်းမုန်လေးကတော့အဟောင်းဖြစ်တဲ့အတွက်ကြောင့်အယောင်ကတော့နီနီရဲရဲလည်းမဖြစ်ဘူး။အညောင်လေးကညူညူလေးတစ်ခုဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီအဟောင်းအပွားကြောင့်ဖြစ်တဲ့အတွက်မင်းရဲ့ငြူသီးကတော့အဆက်လေးနည်းတယ်ပေါ့နော်။ကလေးလေးစားလို့ရတယ်။အဆက်ကြောက် ဲ့လူတွေလည်းအတွက်လဲစားလို့ရရပေါ့နော်အဆက်ရိုင်းချိုက်တဲ့လူတွေကတော့ညူတီရဲရဲလေးနဲ့ဆက်ဆက်လေးထည့်လို့ရပါရဲ့ရှင်ညူတီချမ်းမောကလည်းခုပြထားတဲ့အရန်ကြီးမထဲပဲပဲနော်ပေါ့နော်လေလိုမျိုးပပားလေးထည့်လိုက်ရင်တော့ပို့ပြီးတော့စားလို့ကောင်းတဲ့အနေတိုင်းကိုရောက်နေပြီပေါ့နော်ဒါခုမိနေတူတူပေါ့နော်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်ဂိုင်းခုမိတို့ဒါကြော်ထားတဲ့လက်ပံပွန်ချောက်ကလေးကိုအကျွတ်ကျော်လေးကိုမိဟိုးစားသုံးလို့ရပါရဲ့ရှင်သူ့ရဲ့အနေထားအရသာတော့ပေါ့နော်မိဟိုးစိတ်သားချောက်ကလေးစားရသလိုပဲချွတ်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 ကလေးနဲ့ပေါ့နော်အရသာလေးရဲ့စိတ်စိတ်အရသာလေး ်ခုဖြစ်ပါရဲ့ရှင့်။ဒိုင်းကူမေရတော့ပေါ့နော်ဒါမေကြောပြထားရဲ့ဤတိုင်းလက်ပံပွေကြောက်ကျွတ်ကျွတ်လေးကိုမေရကြောပြပေးတာဖြစ်ပါရဲ့ရှင့်။မိရဲ့ဘလော်လေးကိုအစားဆုံးတကြည့်ရှုပေးသူများအားလုံးအားလုံးပဲကျေးဇူးတင်ပါရဲ့ရှင့်။နောက်မိရဲ့ဘလော်လေးမှာပြန်လဲဆုတ်တွေ့မယ်နော်။အားလုံးပဲတတ